မြန်မာအနုပညာလောကမှာနေရှိသေးအောင် လေးစားဆုံးမင်းသားတရားမြန်မာနိုင်ငံရဲ့ထိတ်တန်းတိုင်ဝမ်ကလူငယ်တဦးဖြစ်ပြီးစိတ်ထားကောင်းသူတရားဖြင့်လူသိများတဲ့ကိုနေရှိသေးအောင်ခါကိုဖူလာပြီးအနုပညာလောကမှာသူလေးစားအကြတဲ့မင်းသားတရားအကြောင်းကိုပြောလာပါရီအားလုံးသိတဲ့အတိုင်းနေရှိသေးအောင်ဟာမြန်မာနိုင်ငံရဲ့နာမည်ကျော်မိသားစုကတတိသားတရားဖြစ်တယ်လို့အနုပညာတိုင်ဝမ်နဲ့လည်းရင်းနှီးသူတရားပါဒါကြောင့်သူနေနဲ့အနုပညာရှင်များစွာနဲ့ထိတိကွင်းရမှာတည်ကြပါပဲ ဒီလိုနမဲကြီးမင်းသားမင်းသမီးတွေအများကြီးတွေကမှကိုနေရှိသေးအောင်နဲ့တဘဝတာမှလေးစားအားကြရပေးခြိုက်ဆုံးဖြစ်ခဲ့ရတဲ့မင်းသားတယောက်ရှိနေပါတယ်။အမင်းသားကတော့အခြားသူမဟုတ်ပါဘူး။ပရိသတ်တွေရဲ့အချစ်တော်ထိတ်တဲမင်းသားတစ်လက်ဖြစ်တဲ့ကရမီနီတို့ပါပဲ။ဟုတ်ပါရင်ကိုနေရှိသေးအောင်ဟာမြန်မာနိုင်ငံမှာရှိတဲ့မင်းသားတွေအများကြီးတွေကမှနေတူးကိုဘာကြောင့်ဒီလောက်ထိသဘောကျလေးစားရတယ်ဆိုတဲ့အကြောင်းရင်းကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါရဲ့။သူရဲ့မြန်မာတော့မင်းသားနေတူးဟာအမှုပညာရှင်တယောက်အနေနဲ့ ရှိသည့်ရှိတိုက်တဲ့အရေးသူတွေနဲ့ပြည်စုံနေသူတရားပါပဲပထမဆုံးအနေနဲ့နေရှိသေးအောင်ကနေတိုးရဲ့တမဲပြတ်မရှိတဲ့ပုံရိပ်ကိုတော်တော်လေးသဘောကျတယ်လို့ဆိုပါရီနေတိုးအောင်မွေးရစေဝါလိုမျိုးမကောင်းတဲ့ယာရီသုံးဆွဲတာလုံးဝကင်းရှင်းပါတယ်ဒါပြင်မိမကိစ္စရှုပ်ရှင်းနေငွေကြေးကိစ္စရှုပ်ရှင်းနေလေတခါမှမသာပဲအနုပညာလောကမှာရှာရှာပါပါအီးမေးအရန်ကောင်းတဲ့မိသားတယောက်ဖြစ်ပါရီအလုပ်လုပ်တဲ့နေရာမှာလေအချိန်ကိုတိကျလေးစားပြီးတော့လုပ်ဖို့ကံပတ်တွေပေါ်မှာလေအမြဲကူညီချိုင်ပင်တတ်တဲ့စိတ်ထားရှိသူဖြစ်ကြောင်း နေရှိသေးအောင်ကသုံးသက်ပြောကြားခဲ့ပါတယ်။မီဒီယာသမားတွေနဲ့ဆက်ဆံရေးကောင်းမွန်တာကလည်းသူ့ရဲ့ professional ပီတာမှုကိုပြသနေရလို့နေရှိသေးအောင်ကယူဆပါတယ်။ကြရပြင်းနေရှိသေးအောင်ကနေတိုးရဲ့ပြင်မနေထိုင်မှုပုံစံကလည်းလေးစားစရာဖြစ်ကြအတုတပြင်းခနာကုံမှာတက်တူးတွေထူတာသပင်းစေးတွေဆိုတာမျိုးတွေမလုပ်ဘဲနဲ့လူတိုင်းနဲ့ဆက်ဆံရေးကောင်းမွန်ပြီးတော့လူကြီးလူငယ်မရွေးလေးစားချစ်ခင်မှုကိုရရှိထားတာကလည်းသူ့ရဲ့ထူးခြားတဲ့အရေးချင်းတစ်ခုလို့မြင်မိကြောင်းပြောလာတာပါ နေရှိတဲ့အောင်ကနေတိုးကိုအဓိကလေးစားဆုံးဖြစ်သွားတဲ့အချက်တခုရှိပါသေး။အဲဒါကတော့မင်းသားနေတိုးရဲ့ညီဖြစ်သူမင်းသေးကွေလွန်သွားခဲ့တဲ့စာပနာခန်းနာမှာပါ။ကိုရဲ့ညီတယောက်လုံးဆုံးပါသွားလို့အတိုင်းမသိပူဆွေးကြည့်ကွင်းနေချိန်မှာတောင်မှသူ့ကိုဝိုင်းဝန်းပြီးတော့တို့ဝေတရင်ယူနေကြတဲ့မီဒီယာတွေနဲ့ပရိသတ်တွေကိုမျက်နှာတစ်ချက်မပြတ်ခဲ့ပါဘူး။စိတ်နှောင်ရှဲဖြစ်တဲ့အရေးအောင်လုံးဝမပြဘဲလူတွေကတောင်းဆိုလို့ပရိသတ်တွေကိုတောင်မှပြုံးပြခဲ့တဲ့နေတိုးရဲ့စိတ်ဓာတ်ကိုသူတကယ်ကိုမှအံ့ဩလေးစားမိရဲ့လို့ဆိုပါရီ။ ဂျာနီတို့ရဲ့စိတ်နှလုံးဘလောက်တောင်မှငြင်းချမ်းတည်ငြိမ်တလေဆိုတာကိုပြသနေတဲ့အကောင်းဆုံးသက်သေပါပဲလို့ကိုနေရှိသေးအောင်ကမှတ်ချက်ပေးခဲ့ပါရယ်ဒီချက်တွေအားလုံးကြောင့်ကိုနေရှိသေးအောင်ကမင်းသားနေတို့ကိုသူ့ဘဝရဲ့လေးစားရသောလူပညာရှင်တရားဖြစ်သတ်မှတ်ထားတာဖြစ်ပါရယ်ဒီလိုကြည့်ရှုနေတဲ့ပရိသတ်တရားရောနေရှိသေးအောင်ရဲ့အမြင်ကိုသဘောတူကြပါသလား မင်းသားနေတို့ရဲ့ဘဲချက်တွေကိုလေးစားဆုံးလေးဆိုတာကွန်မန့်မှာပြောသွားပေးခဲ့ပါအောင်ရှင်။အပိနာဆင်ခဲ့ကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အပိနာဆင်ခဲ့ကြရတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေကြပါစေရှင်။